အားလုံးပဲမင်္ဂလာပါပရိသတ်တို့ရေအခုတော့တင်ဆက်ပေးချင်တာကတော့အရင်တော့ကျွန်တော်တို့မြန်မာဖိုက်တာနဲ့ပွဲဖြစ်ခဲ့ပြီပွဲပြီးတဲ့နောက်သူရဲ့ fan လဲကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့ပါသေးတယ်မြန်မာပရိသတ်တော်တော်များလဲသူရဲ့ fan ဖြစ်သွားကြတာတွေ့ရပါတယ်သူကကျွန်တော်တို့မြန်မာနိုင်ငံကိုလဲချစ်ပါသေးတယ်မြန်မာပြည်မှာဒုက္ခရောက်နေကြတဲ့ကလေးပြည်သူတွေကိုလဲသူရဲ့နိုင်ခြင်းနဲ့ပြန်လဲလှူဒါန်းပါသေးတယ်အရန်ချစ်ဖို့ကောင်းတယ်စိတ်တော်ကလည်းကောင်းတယ် အဲ့ဒီလူကတော့တာခဲရူပဲဖြစ်ပါတယ်။တာခဲရူကဂျပန်နိုင်ငံသားဖြစ်ပါတယ်။မနေ့ကပဲ1ကကြီးညာလိုက်ပါပြီ။173ပွဲစဉ်မှာတာခဲရူကိုဘူရီနဲ့ပြန်လဲပွဲတယ်ပေးလာတာကိုတွေ့ရပါတယ်။နောက်ထပ်နှစ်ပတ်လို November 16ရက်နေ့မှာတိုကျိုမှာကျင်းပသွားမယ်လို့မနေ့ကဝမ်ဘက်ကတရားဝင်ကြီးညာလိုက်ပါပြီ။ကျွန်တော်တို့ဘုသူ့ကိုအားပေးမလဲဆိုတာပြည်သက်တွေပြောဖို့မလိုတော့ဘူးထင်ပါတယ်။ ကျွန်တော်တို့အချက်တော်တာဂဲရူကတော့ဘောက်ဆင်ဖက်ကိုအရန်အားတာခဲ့သူဖြစ်တယ်။တာဂဲရူကအေးလေးနဲ့အရန်မြတ်နဲ့ထဲမှာပါပါတယ်။သူ့ရဲ့လင်မြန်တွက်လက်မှုက1ချန်ပီယံရှစ်မှာသာခပတ်မရသေးတာ။ချန်ပီယံဖြစ်ဖို့လည်းညှို့လင့်ပါတယ်။သူ့အပေါ်မှာမွေထိုင်းကပတ်ပိုင်ရှင်တွေမဖြိုးနိုင်တာခံနေတာ။ဟုတ်ပြီထားပါတော့ခုပွဲကပြောရမယ်ဆိုရင်တာဂဲရူကပြိုင်ဖက်တဲ့အသက်ပိုင်းဆိုင်ရာငယ်တဲ့တွက်လက်တွက်လက်တဲ့ ပြီးတော့မာဂွန်ပိုင်းတော့ဂိုင်ဖက်ကသူ့ထက်တာမယ်ဂိုင်ဖက်လည်းအရင်က ranking အရန်ကောင်းတဲ့ fighter ကြီးပါဒီပွဲကအရန်လဲကြေကောင်းမဲ့ပွဲတစ်ပွဲသူ့နေရာကတခါမှလည်းရင်မဆိုင်ဖူးကြသေးဘူးဒါကြီးတော့ပဲအမှန်နဲ့မဟုတ်ရင် သူ့ရဲ့လင်မြန်မှုကိုတိတက်ပါပါသုံးရင်တော့ဂိုင်ဖက်ကိုနိုင်ဖို့များပါတယ်ဂိုင်ဖက်တော့တတိငိန်ထိုးတက်လေးရှိတယ်ပါပါပါတယ်ဒါရီ AC ဖြည့်ရှင်းပြီးကစားရင်ညှော်မှန်းလို့ရတယ်တာဂက်ကို ။ဘသူနိုင်မလဲရှုံးမလဲဆိုတာအားလုံးပဲလာမဲ့ပွဲကြီးပွဲကောင်းကိုစောင့်မျှော်ကြရအောင်လို့ဆုံးသက်ချင်ပါတယ်။ကျေးဇူးများ í တင်ပါတယ်။